အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့သမီးလေးလိုင်းကားပေါ်မှာတူစည်းမိတဲ့အကြောင်းကိုအမေတယောက်အနေနဲ့ပြန်လည်မျှဝေလာတဲ့အကြောင်းအရာလေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေးဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနုံးလေး channel မှာပြန်လေးကြည့်ဆိုလိုက်ပါလေဗျာ။ဘယ်ကနေဘယ်လိုစဖြစ်ထားလဲဆိုတော့ကျွန်မပြောပြမယ်။ကျွန်မတမိကကျွန်မတို့ကိုဟို ဖုန်းဆက်လို့မရဘူးကျမတို့အိမ်ကဖုန်းတစ်လုံးမှဆက်လို့မရလို့ဂျာက လူသူတငယ်ကြီးတယောက်ကိုဖုန်းဆက်လိုက်တာပေါ့နော်ဆက်လိုက်တာအဲ့တငယ်ကြီးကနေပြီးတော့ကျမအဖေကိုအရှင်ဆုံးပြောတာကျမအိမ်ထဲမှာဟင်းချက်နေတာအဲ့တော့အဖေကနေပြီးကျမကိုလာပြောတယ်ပေါ့နော်ဟိုတမီးရနေတမီးရပေါ့နော်အခုဘယ်နေရာရောက်နေမယ်မသိဘူးမှောင်မဲနေတာပဲပေါ့နော်ပြီးတော့သူ့နားမှာလူတွေလည်းမရှိဘူးကားတွေလည်းမရှိဘူးပေါ့နော်အဲကားကလည်းတစည်းတစည်းပဲလာတယ်ပြီးတော့လည်းဘယ်ကားမှလည်းမရက်ဘူးပေါ့နော်တစီကားလည်းမရှိဘူးလိုင်းကားလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပြောရင်ငိုးယုံနေတယ်မျက်မှန်လည်းမရှိတော့ဘူးပြောတယ်ဆိုတော့ကျမအဲ့မှာရင်းထိတ်သွားဘာလို့လဲလုံးဝမသိဘူးအဲ့ဒါနဲ့ကျမလည်းအားနဲ့သူ့ကိုဖုန်းခေါ်ဖုန်းလည်းခေါ်လည်းခေါ်လည်းခေါ်မမေးတဲ့အဲတမီးရကြောက်တယ်တဲ့တမီးနားမှာတဲ့မှောင်မဲနေတာပဲတဲ့လိုင်းကားလည်းမရှိဘူးတစီကားလည်းမရှိ ှိဘူးတဲ့အိမ်ကြီးရှိတာဆိုအိမ်ကြီးရှိတယ်တဲ့မိကြီးပြန်နေတယ်မှောင်မဲနေရပြီးဈေးဆိုင်ကန်းနေလည်းရှိတယ်ဒါမှအားလုံးကတကားပိတ်ထားတယ်တဲ့အဲ့ဒါတမီးကလောက်ခေါပေါင်းမမီးရဲ့တဲ့တမီးဘယ်လိုလုပ်အောင်လဲမသိဘူးတဲ့ဆိုပြီးတော့အဲ့လေသူကအဲ့လိုပြောတယ်ပြောတဲ့အချိန်မှာကျမကလည်းပူထူသွားပြီးတော့တမီးဘာမှအားမငယ်နေမမီတို့လာခေါ်မဲ့အဲနေနေစင်းကဘယ်နားလောက်မှာလဲဆိုတော့နေနေစင်းကအဲဆိုသူကလည်းမမသိဘူးတမီးမသိဘူးအဲ့လိုမျိုးပဲပြောနေတာပြောနေတဲ့အခါကျတော့အဲ့လေကျမလည်းဘာလို့လုံးဝမသိကျမတငယ်ချင်းကိုကျမဖုန်းလမ်းဆက်လိုက်တယ်ပေါ့နော်အာဖုန်းလမ်းဆက်လိုက်တဲ့အခါကျတော့တငယ်ချင်းကနေမျိုးသူရှိတဲ့နေရာကိုမိပါလဲ ဟုတ်ကောလေ location အဲ location ဖွင့်ခိုင်းလိုက်ပေါ့နော်ဆိုအရင်ကကျွန်မသမီးရဲ့အဲ့အရာတွေကိုတိတယ်ဒါပေမဲ့အဲ့အချိန်မှာ तू ကပြောရမလို့ဆို save မိထားတာဖြစ်တဲ့အတွက်ကြောင့်တော့ तू ကအားလုံးကိုဘယ်လိုပြောရမလဲအရန်ကိုတတိယမနေဘူးပေါ့နော်အဲ့ဒီကြောင့်မ तू မေ့နေတာပေါ့ तू တတိမကတ်ဘူးအဲ့လိုဖြစ်နေအဲ့ကျွန်မတငယ်ချင်းကျွန်မအဲ့လိုတတိပြတော့မ तू သမီးလေးအဲ့လိုလှုပ်လိုက်အဲ့လိုအဲ့လိုလှုပ်လိုက်လှုပ်လိုက်ဆိုပြီးတော့မှခိုင်းလိုက်တော့မှ तू ကအဲ့လိုလှုပ်လိုက်တာအဲ့လှုပ်လဲလှုပ်လဲလှုပ်လဲတော့သူရှိတဲ့တီနေရကျွန်တော်တို့ကတိသွားတာအဲ့လိုမျိုးတမိုင်းနဲ့အနီးတဝိုက်ပေါ့နော် तू က save ကမ်းမှာအလုံး လုံနေတာပေါ့နော်အလုပ်ဝင်နေတာအလုပ်ဆင်းနေတာဈေးကမ်းမှာအဲ့ဈေးကမ်းနေပြီးတော့မှသူလိုင်းကားစီးလာတာပေါ့နော်လှိုင်းလှိုင်းဘက်ကနေလိုင်းကားစီးလာတာစီးလာတာစီးလာတာပေါ့နော်စီးလာပြီးတော့မှအခုလိုမျိုးဖြစ်တာပေါ့အဲ့ခါကျတော့သူ့ကိုအဲ့လိုမျိုးထောက်လိုက်ထောက်ခံလိုက်ပေါ့သူရှိတဲ့နေရာကျွန်တော်တို့တိသွားတယ်တိသွားတဲ့အခါကျတော့မတအောင်လောက်နေနေတဲ့နေရာတော့သူကဖုံးပြန်ဆက်လာဆက်လာမင်းမေးရဲ့တမီးရဲ့ကန်းကားလာပြီတဲ့ပေါ့နော်တမီးကန်းကားလာပြီတဲ့တမီးလာမှပြောပြတော့မယ်ဆိုအားနဲ့ကာသမအကိုကိုဖုံးပေးလိုက်ဆိုပြီးကျွန်တော်တို့ကနေပြီးတော့ကာသမအကိုဖုံး ပြောရဲပေါ့နော်ဖုန်းပြောရဲအဲ့ဒါနဲ့ဖုန်းပြောပြီးတော့အကိုရဲ့တေချာလေးခေါ်လာပြီးပါဆိုပြီးတော့ပေါ့နော်ကျမတို့လမ်းတစ်ဝက်ကနေလာခေါ်မယ်ပေါ့မိတလောက်ကိုပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့ကျမတို့နောက်ကနေကျမတို့မိသားစုလိုက်သွားကြရဲပေါ့နော်လိုက်သွားပြီးကျမတို့သမီးတို့တွေ့ရဲပေါ့တွေ့တဲ့အချိန်မှာဘာဖြစ်နေလဲဆိုတော့သူကလုံးဝမူးပြီးတော့လေအဲ့လိုမျိုးခွေပြီးတော့လေအဲ့လိုရိုင်းထိုးနေရအဲ့လိုမျိုးဖြစ်နေအဲ့တော့သူ့ရဲ့အိတ်ဒီကသူ့ပေါ့နော်ကျမတို့တက်စီပေါ့နော်ချလိုက်တဲ့အချိန်မှာလူယူလိုက်တဲ့အချိန်မှာညာသူ့ရဲ့ထမင်းကြံပူပေါ့နော်ဒီလိုကြီးခွင့်ရသားကြီးခွင့်ရသားကြီးဖြစ်နေရပေါ့နော်နောက်ဒီ ဒီကြောဘလို့အဲ့ဒီကြောဘလို့အဲ့ဆိုလို့ရှိရှင်ကဒီလိုမျိုးကိုကိုရတာကိုရတာအာတို့ကြည့်ရတယ်တကြီးတရားနေပေါ့နော်အဲ့ဒါနဲ့ ကျမတို့သူ့အိမ်ကိုပြန်ခေါ်လာတယ်ပြန်ခေါ်လာပြီးတော့ကျမတို့ဘာလုပ်လဲဆိုတော့သူ့တံမြားရေးလေးတက်လိုက်တယ်ပေါ့နော် GA လေးနဲ့သူ့တံမြားရေးလေးဖြောတိုက်လိုက်တယ်တိုက်ပြီးတော့သူ့ကိုခဏထားလိုက်တယ်ပေါ့သူစပြီးတော့ဖြစ်တာကလိုင်းကားစီးတာသူက6နာရီကျော်လောက်မှလိုင်းကားစီးတာသူစဖြစ်တာလည်း6နာရီကျော်လောက်မှဖြစ်တယ်ဒါပေမဲ့သူပြန်ပြီးတော့တတိပြန်လာပြီးကျမတို့ဆက်သွယ်တာ6နာရီ40ကျော်ကျော်လောက်ဆိုတော့သူမိနစ်နာရီဝက်40လောက်သူတတိမေ့သွားတာပေါ့နော်တတိလေ့သွားတာပေါ့သူတတိရတဲ့အချိန်မှာတော့သူတခြားတနေရာမှာရောက်နေတာပေါ့အဲ့တော့ကျမတို့သူ့ကိုအိမ်ပြန်ရောက်လာတဲ့အချိန်မှာတံမြားရေးလေးတက်ရေးအေးလေးတက်ပြီးတော့ ကျမတို့သူနည်းနည်းတတိပြန်ရမယ်အချိန်ဘို့ပေါ့နော်ကျမတို့မေးလို့ရအောင်စောင့်နေရပါတော့။အဲ့ဒါစောင့်နေရပါစောင့်နေပြီးတော့အဲ့နဲ့သူနည်းနည်းလည်းတတိလည်းရလည်းရလည်းရတော့ကျမတို့သူ့ကိုသူ့ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းမေးကြည့်တာပေါ့နော်။မေးကြည့်ရခါမှာ तू ကဘလို့ပြောလဲဆိုတော့တမီးရဲ့လိုင်းကဆီလာတာလေလိုင်းကနေလိုင်းကလည်းဆီလက်ဆီလက်ဆီလာတော့တဲ့အဲ့ဒီလိုင်းကပေါ့ဦးတဲ့မိမကြီးတယောက်တက်လာတယ်တက်လာပြီးအဲ့ဒီမိမကြီးရတယ်ဟွာပေါ့နော်သူကအရန်စင်းရတဲ့ပုံစံလည်းမဟုတ်ဘူးတဲ့အဲဝေကောင်းဆလာပေါ့နော်ဝှက်ထားတယ်ပေါ့နော်အဝှက်ထားပြီးတော့ကား သူကမတ်တက်ရဲ့တဲ့အဲ့မိမရဲ့လည်းမတ်တက်ရဲ့ကျမသမီးတွေကလည်းမတ်တက်ရဲ့သူကထိုင်ကုန်မရတဲ့အတွက်မတ်တက်ရဲ့အဲ့ဒါကိုဘရိတ်ကဘရိတ်အုပ်လိုက်တဲ့အချိန်မှာအဲ့မိမရဲ့ကျမသမီးလေးလက်မအောင်တဲ့ကန်လိုက်တယ်တဲ့ကန်လိုက်တော့အဲ့အချိန်မှာသူက စုကနေဖြစ်သွားတယ်ဖြစ်သွားပြီအောက်ကနေဖြစ်သွားတယ်ဗောနဟာငါဘာဖြစ်တာလဲမသိဘူးဗောဒါပေမဲ့ကျမဒီကျမသမီးလေးကိုအမြဲတမ်းသူ့ကိုခီးသွားတာပဲဖြစ်ဖြစ်ဗောနအိမ်မလေးရာပဲဖြစ်ဖြစ်တဏ္ဏကုံသုံးပါကိုကျမအမြဲတမ်းသူ့ကိုဗောနရွတ်ဖက်ပူစော်ခိုင်းနေဗောနအမြဲတမ်းသမီးသွားဖဲသွားသွားဗောနအလုပ်ပဲလုပ်လုပ်ကားပဲစီးစီးဗောနအမြဲတမ်းကျမတဏ္ဏကုံသုံးပါကိုအမြဲတမ်းကျမသူ့ကိုရွတ်ဖက်ခိုင်းနေဗောနဆိုတော့အာမမီရဲ့သမီးကလည်းအဲ့ရွတ်ဖက်နေရပဲဗောနဒါပေမဲ့အဲ့လိုမျိုးလေသူကလည်းလမောက်ကိုလာကန်းတဲ့ချိန်မှာလည်းသမီးစုကနေဗောနအဲ့လိုဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းသမီးဘာမှမသိတော့တာတဲ့ ဟုတ်တော့တမီးအဲ့နောက်ပိုင်းဘာမှမသိတော့တာတဲ့အာမသိတော့ပဲနေတဲ့ပြီးလည်းပြောတမီးတတိယရတဲ့အချိန်မှာတမီးရတဲ့လမ်းတစ်ခုကိုရောက်နေရတယ်မတက်ရကြီးရဲ့အမတက်ရကြီးလမ်းတစ်ခုကိုရောက်နေရတယ်ဒါပေမဲ့တမီးတမီးရဲ့လက်ထဲမှာတမီးရဲ့ဒီခမင်းကြိုက်ကြီးထက်ထားတဲ့အဲ့မရှိတော့ဘူးလေတမီးမျက်မှန်လည်းမရှိတော့ဘူးလေဆိုတော့ခေါင်းကလည်းတအားမူးနေပြီတမီးအားယူပြီးလမ်းကိုကြည့်လိုက်တဲ့အချိန်မှာလည်းခေါင်းကတအားမူးတယ်ဒါပေမဲ့အားယူပြီးကြည့်လိုက်တဲ့အချိန်မှာလည်းအိတ်စီးကားတွေလည်းမရှိဘူးတဲ့လိုင်းကားတွေလည်းမရှိဘူးတဲ့အာ လိုင်းကားလည်းမရှိဘူးဟိုဟာတက်စီလည်းမရှိဘူးလေအင်းစီကတက်စီနှစ်စီရတော့လေထက်သွားဖြက်လာရှိတယ်တယောက်မှရက်မပေးဘူးလေအားနဲ့တဲ့သမီးရဲ့အဲ့ကောင်းတဲ့တိုင်လို့နေလားမသိဘူးလေသမီးအဲ့ငုတ်တို့ထိုင်လိုက်တယ်တဲ့ငုတ်တို့ထိုင်ပြီးတော့တဲ့သမီးရဲ့ကြောက်ဖို့လွယ်အိတ်ကကြတော့တဲ့သူသူလွယ်တဲ့ဒီကြောက်ဖို့လွယ်အိတ်ပေါ့နော်ဒီသူလွယ်တဲ့ဒီကြောက်ဖို့လွယ်အိတ်ကကြတော့ तू ကလိုင်းကားစီဒီလိုလွယ်တာဒီလို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 လွယ်တာအဲ့လိုလွယ်အားလွယ်တော့တဲ့ဖုံးကကံကောင်းလို့မပါသွားတာဘာကြောင့်မပါသွားလဲဆိုတော့ယူလာလဲမိမဖြစ်နေလင်းလင်းလဲမနေလို့လဲပါမှာပေါ့နော်ဒါဒီအတွင်းထဲကဒီအတွင်းထဲကစစ်ထဲက တက်မှာသူကထားလိုက်လို့ခုံးမပါသွားတာဒီမှာလားတော့ဒီမှာဒီမှာအော်ဒီမှာဒီမှာဒီမှာဒီ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 မှာထားတာဒီမှာထားရတဲ့အခါကျတော့ဒီလိုပိုက်ထားတာလေဒီလိုပိုက်ထားတဲ့အခါကျတော့အဲ့ဒါကိုသူတို့မမြင်နိုင်ဘူးဒီအတွင်းကိုပဲသူတို့ဖျက်ရရပြီးသူတို့ရှာသူရှာသွားတာပေါ့နော်ဆက်သွားဒါပေမဲ့ကျွန်မသမီးလေးမှာဘာရှိလဲဆိုတော့အဆောင်လက်စွပ်ကလေးရှိတယ် အဆောင်လက်စွပ်ကလေးပေါ့နော်အဲ့အဆောင်လက်စွပ်ကလေးကရွှေရောင်ကျိုးလေးနဲ့အဲပြီးတော့ကြက်ကလေးနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ထားတဲ့လက်စွပ်ကလေးကတော့မရှိနေတော့ဘူးလေမျက်မှန်လည်းမရှိနေတော့ဘူးလေအဲ့ဒါနဲ့ तू စ조사ပြီးတော့ပေါ့နော်ခေါင်းကလည်းမူတူမူတူနဲ့ तू လိုက်ရှာတဲ့အချိန်မှာချုံပုတ်ထဲမှာသူ့မျက်မှန်ကိုတွေ့နေတယ်တွေ့တော့သူ့မျက်မှန်ကိုတက်ပြီးတော့မှာလေ तू ဖုံးလေကို तू လိုက်ကုန်တယ်ကျမတို့အရင်ဖုံးနေတယ်လိုက်မမိဘူးအဲ့နေရာတော့ဖြစ်ချင်တော့လိုက်မမိတော့အဲ့ဒီဟိုဖုံးစားပါလေဖုံးလေခေါ်မြရတော့သူ့တငယ်ချင်းတယောက်ဖုံးရခေါ်လိုက်တာပေါ့နော်အဲ့ဒါနဲ့ပြလက်ပြလက်ပြီးတော့ तू အဲ့လိုအဲ့တော့ဆော့ဆော့ကတော့ तू က ပြောတယ်နော်သူတငယ်ချင်းကိုသူဆက်ပြီးတော့အဲကျမတို့လှန့်ပြောခိုင်းနေဆိုတာလေကျမတို့ဖုန်းလေးခေါ်မရတဲ့အတွက်ကြောင့်အဲ့အတွက်ကြောင့်ကျမတို့ကသူနဲ့ဆက်တွေ့ရပြီးတော့တွားခေါ်တယ်တွားခေါ်တော့ပြန်လာတော့သူ့မေးတယ်ပြီးတော့သူ့ကိုဘယ်နေရာလဲလို့ကျမတို့ကဘယ်နေရာကိုသူ့ကိုပေါ့နော်ဟိုလှုပ်လိုက်တာလေပေါ့မေးလိုက်တဲ့အချိန်မှာသူကလက်မ လမောင်းလုံးလိုက်တာဆိုကျမတို့သူ့လမောင်းကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာဟိုပါပေါ့နော်အပေါက်ရရရလေးပေါ့နော်အဲ့ဒါလေးကိုတွေ့တွေ့လိုက်တဲ့အချိန်မှာ तू ကလုံးဝသမီးရဲ့အဲ့ဒါကိုတဲ့မပုတ်လိုက်မိဘူးတဲ့မပုတ်လိုက်မိဘူးပေါ့နော်ဆိုပြီး तू အဲ့လိုမျိုးပြောတယ်ပြောတဲ့အခါကျတော့အဲ့ဒါကဘာဖြစ်လာလဲဆိုတော့ညနေညဘက်မှာပေါ့နော် तू ကျမတို့ရေချိုးခိုင်းလိုက်တယ်ရေချိုးပြီးတော့ तू ကျမတို့သမီးကျွေးလိုက်တယ်ပေါ့နော်ကျွေးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ तू ကနောက်ပိုင်းအဲ့ဒီရားလေးရားလာတယ်ပေါ့နော်ရားလာပြီးတော့ဒီကုန်းလုံးကိုလက်တွေကိုက်တယ်ပြီးတော့နောက်နေ့ကျတော့ဘာဖြစ်လဲဆိုတော့အန်တယ်စားပြီးသားဟာဒီမှတ်တယ်များအကုန်လုံးပြန်အန်ထွက်တယ်ပေါ့နော် စားပြီးသားဟာတွေမှတ်သမီးအကုန်လုံးပြန်အန်ထွက်တယ်ပြီးတော့ဟိုဟာကိုရီရှားတယ်ပြီးတော့ကိုရီလက်တွေကြိုက်တယ်ပေါ့နော်ပြီးတော့ခေါင်းတွေကြိုက်တယ်ပေါ့လူကမသွေးမလန်နဲ့ဘာဆဆလဲသူစားမကောင်းဘာဆေးတွေမလိုလဲတော့မသိဘူးပေါ့နော်အဲ့တော့ကျမထင်တာကတော့လက်မောင်းကိုအဲ့နဲ့ စစ်တို့အနဲ့လားဘယ်လိုလုပ်လိုက်လဲတော့ကျမတို့လည်းမသိဘူးဒါပေမဲ့ရဲနေတယ်ပေါ့နော်သူရဲ့ဒီလက်မောင်းဒီလိုနေရာလေးမှာရဲနေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒါကန်ကောင်းလို့ကျမသမီးလေးကကျမရှီကိုပြန်ပြီးတော့ရောက်လာတာကျမတို့ကိုဒါအဆက်အသွယ်လုပ်လို့ရတာပေါ့နော်တကယ်လို့များဒီမတန်မာတဲ့လူကအမျိုးသားဖြစ်မယ်ယောက်ျားလေးသားဖြစ်မယ်ဆိုလို့ရှိရင်တော့ကျင်းသေးတယ်သူဒီတစ်ခုခုထပ်ပြီးတော့ အစောကမောကထပ်ပြီးတော့ခံရနိုင်နေအဲပြီးတော့ဆိုရှင်လည်းတချို့ဆိုလို့ဆိုရှင်လည်းလူကုန်ကူးတဲ့အထဲကိုပေါ့နော်အဲ့လိုမျိုးလူကုန်ကူးဖို့ခေါ်သွားနိုင်နေပေါ့နော်ရောင်းစားခံရနိုင်နေပေါ့ဒါပေမဲ့အရန်ကံကောင်းတာကကျမတို့လုတ်တဲ့ကုသိုလ်တွေကြောင့်ပဲလားကျမတို့ထားတဲ့ကျမတို့လူတိုင်းပေါ်မှာစိတ်ထားစေတနာကောင်းလို့ပဲလားပြီးတော့လည်းကံကပဲကိုမျက်နှာသာပြင်းနေသေးလို့လားတော့မသိဘူးပေါ့နော်ဒါလောက်လေးနေပဲကျမသမီးလေးလောက်လေးပဲဖြစ်သွားပြီးကျမရှင်ကိုပြန်ရောက်လာတာဒါပေမဲ့အဲ့ဒီညတော့ကျမအမေတယောက်အနေနဲ့မိခင်တယောက်အနေနဲ့ကဘာပြတ်မတက်ပဲ ကဘာပြတ်မတယ်ဘာလို့လဲဆိုတော့ကျမသမီးလေးဒီမျက်လုံးကပါဝါရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်မှန်ချွတ်လိုက်ပြီးမျက်မှန်မရှိတော့ဘူးဆိုသူဒီဘာမှမမြင်တော့ဘူးတောင်ဆန်းမြောက်ဆန်းအဲ့လို လူမျိုးအဲ့တော့သူကျမကိုဖုံးပြောလိုက်တဲ့အချိန်မှာငိုရွေးပြောလိုက်တဲ့အချိန်မမေတမိမမျက်မျက်မှန်လည်းမရှိတော့ဘူးတမိဘာမှလည်းမမြင်ရဘူးဘာမှလည်းမသိဘူးမမေရေလို့အဲ့လိုပြောတဲ့အချိန်မှာကျမတော်တော်ကိုခံစားရတယ်တော်တော်လေးကျမစိတ်ပူသွားတယ်ပေါ့နော်အဲ့ဒီညကတော့ကျမဘဝအတွက်ကဘာပြတ်မတက်ပဲဒုတိယတစ်ချိန်ကဘာပြတ်မတက်ပေါ့အမေဆုံးတော့ကတစ်ခါကဘာပြတ်မတက်ဖြစ်တယ်ခံစားမှုဒီတစ်ခါကျမတမိလေးပထမအဆုံးအခုလိုစေးမိခံလာဒါဒုတိယတစ်ခါကဘာပြတ်မတက်ကျမခံစားရတယ်ပေါ့နော်အဲ့တော့ဟယ်လိုဟုတ်ကဲ့ အဲ့ဒါကျမသမီးလေးအလိုစေတူခံရတဲ့ကိစ္စကိုကျမအဖေကကျမကိုလိုင်းပေါ်မတင်ခိုင်းဘူးပေါ့နော်ဘယ်နေရာမှမတင်နေတဲ့ရှက်စရာကြီးတဲ့ဒါပေမဲ့ကျမကရှက်စရာလို့မမြင်ဘူးလေလှုပ်သွားတဲ့လူကဒါရှက်ဖို့ကောင်းတာဘာဖြစ်လို့လဲဆိုတော့တမအာဇီဝကြကြနေနော်တောင်းဆိုင်မရှိလို့တောင်းဆိုင်တာမှကျမတို့ကနော်ပေးလိုက်အောင်မယ်လှူလိုက်အောင်မယ်ကတော့လိုက်အောင်မယ်နော်အခုဟာလေအဲ့လိုမျိုး ပေါ်တင်တောက်မစားပဲနဲ့မရှိတာကိုတောက်မစားပဲနဲ့နော်အခုလိုမျိုးသူများသားသမီးကိုအဲ့လိုမျိုးလုပ်တယ်ဆိုတော့ဒါကျမသား तू ကတော့လှုပ်လိုက်တာဘာရဲ့လို့မဟုတ်ဘူး तू လို့ကိုလူ तू ရဲ့လိုဘက်တစ်ခုအတက်နဲ့ तू ကလှုပ်လိုက်တာ तू ကသူလိုချင်တာရသွားတယ်လက်စကိုသူရွှေအစ်စ်ထင်ပြီး तू ကယူသွားတယ်။ तू ကအဲ့လိုယူသွားပြီးမတန်မာတဲ့ယောက်ျားလေးရဲ့မူးယူနေတဲ့လူတွေဟာလာရောက်လာမယ်ဆိုပြီးကျမသမီးလို့တစ်ခုခုမရင်းချင်လိုက်မယ်တစ်ခုခုတော့လှုပ်လိုက်မယ်ဆိုကျမကမွေးထားတဲ့အမေကျမရင်ခွဲပြီလေ။ ဟမ်ကိုကြီးမဆာမနာသာသမီချင်းကိုကြီးမဆာမနာသူတို့တွေပေါ့နော်လွယ်လွယ်လေးသူတို့ကလုံလိုက်တာကျမတို့သာသမီကိုကျမတို့ကနော်လူလိုတူလိုနော်ပြုစုပြောထောင်ပြီးတော့ခက်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 ပင်ပင်ပန်းပန်းနဲ့နော်ပြီးတော့ကျမဆိုဒီမှာလဲ single mother ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ပင်မဆင်းရဲစွာနဲ့ဒီသာသမီတယောက်ကိုမွေးထုတ်ထားခဲ့ရတာနော်အဲ့တော့သူတို့ကလုံသွားတာလွယ်လွယ်လေးရဲ့သူတို့ကလုံသွားတာနော်သူတို့စားဝတ်နေရေးအဆင်ပြေဖို့အတွက်ဒါမှမဟုတ်လဲကျမထင်တာနှလုံးသုံးလုံးတွေဟိုထိုးပြီးတော့နော်ဟိုအကျွေးတွေတင်ပြီးတော့ပေးဖို့ကြံရမရလို့ပဲဒီလိုတွေလိုက်လုံနေရတာတော့မသိဘူးဘာဖြစ်လို့လဲဆိုတော့ လောက်တဲ့လူကအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မစိတ်ကြထင်တာပေါ့နော်ပြီးတော့လည်းစွတ်စွတ်ပြပြမဟုတ်ဘူးတဲ့ကလေးကပြောပြတယ်မိမိကဝေကောင်းစားလာဝေထားတာတဲ့လူကြီးလည်းတန်နေတဲ့ဆိုတော့အဲ့တော့အခုခင်မှာလေလူကြီးတန်လည်းမယုံရတော့ဘူးเนาะအဲ့တော့တချို့တွေကပြောကြတယ်ဝေကောင်းစားလာဝေထားပြီးလူကြီးတန်လို့ဆိုရှင်ယုံကြည်စိတ်ချရတယ်ပေါ့အဲစွတ်စွတ်ပြပြလူတွေကတခိုးလို့လို့ဂျပိုးလို့လူကြီးကထင်ကြတယ်လုံးဝမဟုတ်ဘူးเนาะလုံးဝအဲ့ဒီအယူဆလုံးဝမှားတယ်တိလားတချို့တွေပတ်စံမချမ်းသာပြီးမဲ့ဆင်းရဲပြီးမဲ့အကျင့်စားလိုက်တာကောင်းတယ်တချို့တွေเนาะ လူရည်တက်ဟဟလာလူရည်တက်ပြီးတော့စိတ်တက်မကောင်းမဲ့စိတ်တက်အောက်တန်းကြပြီးတော့လိုက်လုတ်ကုလိုမျိုးပေါ့နော်သူများသားသမီးသူများတကာရဲ့အုပ်စာသူများတကာရဲ့ပစ္စည်းကိုနော်အချောင်လိုက်နိုင်ရတဲ့လူတွေလည်းရှိတယ် ဲ့တော့တခိုးဆိုတာလည်းဂျိုမပါဘူးတဲ့ဆိုတဲ့အခါကျတော့ဘသူဘသူကိုမှယုံကြည်စရာမရှိတော့ဘူးเนาะအခုကာလမှာပိုဆိုးတယ်အဲ့ဒီအတွက်ကြောင့်မလို့အားလုံးကိုတတိထားစီချင်တာအဲ့တော့ကျမကတင်တာကျမဖေကျမကိုမကြိုက်ဘူးဘာလို့တင်မှာလဲနေရတယ်ရှက်စရာကြီးတဲ့ကိုအိမ်ကလူကအခုလိုမျိုးဖြစ်တယ်ဆိုတော့တမီးမရှက်ဘူးလို့ဟုတ်လို့ကျမသူများပစ္စည်းကိုကျမခလေးကသွားလုပ်တာမဟုတ်ဘူးလေသူများကကျမခလေးကိုလာလုပ်တာပြီးတော့တခြားလူတွေကိုလည်းကျမပြန်လဲပြီးတော့မျှဝေခြင်းနဲ့လေဒါမှအားလုံးကသွားလာလာတာကိုတတိထားပြီးတော့အားလုံးနေထိုင်လို့ရမှာပြုတ်မှုလို့ရမှာလေအဲ့တော့ကြောင့်မလို့ကျမကဒါဒီလိုအရာတွေကိုကျမ အချိန်ပေးပြီးတော့ကျွန်မတင်တာစေတနာနဲ့ပြန်ပြီးတော့မျှဝေပေးတာเนาะအဲ့တော့အားလုံးပဲတတိထားကြပါဂယုစိုက်ကြပါเนาะဘယ်နေရာကိုသွားသွား